ေအဖေကိုလှုပ်ကြွေးရင်ဘာပြန်ရမလဲဖုံဖုံတဲ့တန်ယုတ်တနိကေတာဂါထာဝကတန်ယုတ်ပါဠိတော်ဗျမနတန်ယုတ်ဥပတကဝတ်မတုဘောတကတုံးမှာမိဘကိုလှုပ်ကြွေးတဲ့သာသမီတွေဟာလက်ရှိပစ္စုပ္ပန်မှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးတေလွန်တဲ့အခါမှာလည်းပဲမြတ်ရွာသူဂတိတို့လာရောက်ရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်။ ဒါဟာမိဘကိုလုံခြုံခြင်းကြောင့်ရရှိလာမိကောင်းကျိုးပဲဖြစ်ပါတယ်။ဒါကအကျိုးအနေနဲ့ပြောတာပါ။အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသာသမီရဲ့လို့ဖြစ်လာပြီဆိုရင်မိဘကိုပြန်ပြီးတော့လုံခြုံရမှာကသာသမီတိုင်းရဲ့တမိုင်းပေးတာဝန်တစ်ခုဖြစ်ပါတယ်။မိဘကိုလုံမကျွေးဘူးဆိုရင်အဲ့ဒီလုံမကျွေးတဲ့သာသမီကိုတုဒ္ဒနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘယ်လိုပြောထားသလဲဆိုရင် ယောမာတရံပိတရံဝါဇေနကံကတယောပနံပဟုတံတော်နဗရတိတံစညာဝတလောဣတိယောနရောအကျဉ်သူသည်ဇေနကံအိုမင်းထသောကတယောပနံပစ္စည်းမအရွယ်သို့ရောက်ထသောမာတရံဝါအမေကို၎င်းပိတရံဝါအဖေကို၎င်းပဟုစွာနိုင်သည်တံတော်ဖြစ်ပါလျက်နဗရတိမလုံကျွေးမပြုစု တန်ထိုသူကိုဝတ်တလောဤတိသူယုတ်မာဟု၍ဇညာတိယာဤလို့ဟောကြားတော်မူထားပါတယ်ဆိုလိုတာကမိဘကို လုံမကျွေးဘူးဆိုရင်အဲ့ဒီလုံမကျွေးတဲ့သားသမီးကို သူယုတ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသားသမီးရဲ့လို့ဖြစ်လာပြီဆိုရင် သူယုတ်မာမဖြစ်ဖို့အတွက်မိဘကိုလုံကျွေးရမှာဖြစ်ပါတယ်နော် အရှင်ဖရာလောကတန်ဆိုတဲ့တရားဆိုတာရှိပါသလားဖရာဖြေပေးတော်မူပါဖရာတဲ့ရှိတာပေါ့နော်အင်္ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မတုံးမှာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကတန်တရား၈ပါးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီလောကတန်တရား၈ပါးကဘာတွေလဲဆိုရင်၁ လာဘောစီးပွားဥစ္စာရရှိခြင်း2အလာဘောစီးပွားဥစ္စာမရရှိခြင်း3ရသောအချွေရန်အကြောသောရှိခြင်း4အရာသောအချွေရန်အကြောသောမရှိခြင်း5နေတာကဲ့ရဲ့ခံရခြင်း6ပတန်တာချီးမွမ်းခံရခြင်း9သူခံကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း10 ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကဒဏ်တရား၈ပါးပဲဖြစ်ပါတယ်ဒါကြောင့်လောကဒဏ်တရားဆိုတာ ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ဆရာတော်ကိုစွန့်ကပ်ဖို့အိမ်ကကြက်ကိုတတ်ပြီးစွန့်ကပ်ရင် အပြစ်ကြပါသလားဖေရတဲ့အပြစ်ကြတာပေါ့နော် ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင်အကျိုးပေးမစင်ကြဲတော့ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုရိကထတိတ်တအမိရှိတဲ့ယဟန္တာမထေကြီးတစ်ပါးရှိပါတယ်အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိနိဗ္ဗာန်ဝန်ဆံသွားရပါတယ် ။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာမှတ်မှုဆိုးကြီးဖြစ်ခဲ့စဉ်တုန်းကငှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့ငှက်တွေကိုကြိုသက်ထားမယ်ဆိုရင်ပုပ်ကုံမှာဆိုးတဲ့အတွက်ကြောင့်ငှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ်။ဒီနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာနှစ်သားဟင်းနဲ့ဆွမ်းကပ်ပြီးတော့အရှင်ဖျားတို့သိအပ်သောတရားကိုသိရပါလို့ဤလို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့် ရဟန္တာအဖြစ်ကိုရရှိတော်လဲပဲ။ငှက်တွေကိုအတောင်တွေချိုး၊ခြေထောက်တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလွတ်လွတ်ကျွတ်ကျွတ်ပြုပါအကုသိုလ်မယောမိပါစေနဲ့နော်။ မေခွန်းမေခွင့်ပြုပါဖုရားဖုရားမဟုတ်တဲ့အရာကိုဖုရားအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့အရိမတိယနှစ်သားကိုဖုရားငါးစုဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဖုရားတဲ့ဖုရားမဟုတ်တဲ့အရာကိုဖုရားအမှတ်ထားလို့မရပါဘူးเนาะထေရဝါဒဗုဒ္ဓဘာသာဆိုတာဖုရားအလောင်းကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူးဖုရားကိုပဲကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ် မဟာယာနတွေကသာဖះအလောင်းကိုကိုးကွယ်တာပါဖះအလောင်းဒီကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးကိုးကွယ်ထိုက်တဲ့အရာမဟုတ်တာကိုဖះအမှတ်ထားပြီးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်ဘာကြောင့်ဖះအလောင်းကိုမကိုးကွယ်ထိုက်တာလဲဆိုရင် ပုထုဇဉ်ဖြစ်နေသေးလို့ပါပုထုဇဉ်ဆိုတာပုထုဇဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ် ုထုကိလေသာအများအပြားကိုဇဏဖြစ်စေသူလို့အဓိပ္ပာယ်ရပါတယ်။ဖျားအလောင်းဟာဖျားဖြစ်မိပုဂ္ဂိုလ်ဆိုတာမှန်ပေမဲ့ကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပဲဖြစ်ပါတယ်။ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ပါရမီဖြစ်စဉ်ကာလမှာအမားတွေလောက်တာဖြစ်ပါတယ်။အဲ့ဒီအမားတွေကိုဖျားဘောအရောက်မှပြန်လည်ပြီးတော့ပေးဆက်ရတာပါ။ဒါကြောင့်ဖျားအလောင်းသည်ဖျားမဟုတ်သေးတဲ့အတွက်ကြောင့်ဖျားအမှတ်ထားပြီးကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးเนาะ။ ထို့အတူပဲအရိမတိယဖရာလောင်းနတဟာဖရာဖြစ်မိပုဂ္ဂိုလ်ဆိုတာမှတ်ပေမဲ့ဖရာမဖြစ်သေးတာကြောင့်ဖရာအမှတ်ထားလို့မရပါဘူးဖရာအမှတ်နဲ့လည်းကိုးကွယ်လို့မရပါဘူးเนาะအရှင်ဖရာတတ်တော်ထင်ရှားရှိတဲ့ဖရာရှင်ကိုကတ်လူရတဲ့စွန်တန်းနဲ့နဲ့ဖရာစင်မှာရှိတဲ့ဖရာစင်းတို့ကိုကတ်လူရတဲ့စွန်တန်းနဲ့ဟာကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့ ဝိမာနဝိတုပါဠိတော်မှာတိဋ္ဌံဒီနိဗ္ဗူဒေစာပိတမေစိတ်ေတမံဖလံစေတောပဏိတိဟေတုဟိတတ္တာကိစ္ဆန္တိတုတ်ကတိလို့ဆိုထားပါတယ်အဘိဓိပ္ပာယ်ကတော့တတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်တဲ့ဖရာရှင်ကိုဖြစ်စေသူမြတဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ် မိမိကမိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ကိုတတ်တော်ထင်ရှားဖရာရှင်တကယ်သို့သဘောထားပြီးဖန်ကတ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုဖန်ကတ်လို့ရတဲ့အကျိုးနဲ့အတူတူပဲဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်